မမကျွန်တော်ခေါ်လဲတီးချင်တယ်ချဲလဲမပေါ့ဘူးဖြစ်နေတော့ခေါ်တီးလို့ရလားဟုတ်ပါဗျာရပါရဲ့မောင်လေးကလည်းအလားအတီးလို့ရရလေစလုံးနဲ့စရဲမျိုးတေးစလုံးနဲ့စရဲချက်ခဲရောပေါ့ဒေးဂျိုက်ဘာဘာစလုံးနဲ့စရဲမျိုးတေးနေတော့နေငါ အဲ့ဆိုပကင်းခေပါဝဆာနှလုံးပေါ်ဒီမပေါ်သေးဘူးပေါ့နော်ဒါဆိုသူတို့က၎င်းကိုဘလိုရေးလဲဆိုရင်လေကောင်ဒါမှမဟုတ်ရင်လေကောင်လို့ Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပောက်ပောက်ရှာရှာရည်ရွယ်ဗီဒီယိုလေးတွေရီရှင်လုပ်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်တူတူအပြင်းပြေလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ဝင်လို့မရအောင် ဘာလို့လဲမြန်မာပဲဝင်လို့ရအောင်ကျွန်တော်မြန်မာပဲလေဆိုရဲတယ်လီဖုန်း။ခင်ဗျတသိန်းလို့ချင်းလက်တပီးလေးလို့ခေါ်။အဲ့စကားရိုင်းနေနော်။နော်ရိုင်းအောင်လာကြောရိုင်းမှာပဲကျွန်မတရားပေါက်တာမဟုတ်ဘူး။ကြည့်ပါစီရောမိုတီကြည့်ပါစီရောမိုတီဒီမိုတီမိုတီတော်ယုံတန်ယုံအစ်စ်နဲ့ဆိုင်လဲဝင်လို့မရဘူးเนาะဒါလို့ တမိုတီစေမိုတီမိုတီမိုတီဒီနေ့ခါမြောက်ဖွင့်ကခမုံကြည့်လိုက်စမ်းပါနေယူလားပြစ်လားနေယူလားပြစ်လားမေနေယူလားအပြစ်လားဝင်လို့ရတယ်ဒါမျိုးကပွဲတိုင်းကိုလက်မလွတ်ခံပဲပွဲတိုင်းကြော်တဲ့သူတွေပဲဒီဆိုင်ထဲကိုဝင်လို့ရတာနော်တော်ယုံတန်ယုံစကိတ်နဲ့တော့မရဘူးအမအမ ကျွန်တော်ခေါ်လဲတီးချင်တယ်ချဲလဲမပါဘူးဖြစ်နေလို့ခေါ်ဟေးဟေးပေါ်တင်ကြီးပါလားဟင်ခေါ်လဲတီးချင်တယ်ချဲလဲမပါဘူးတဲ့ချဲထိုးကလေးအောင်ချဲပေါက်ရင်ခေါ်တီးမယ်ဆိုပြီးတော့ရည်ရွယ်ချက်နဲ့ထိုးတဲ့ပုံပဲသူ့ပုံစံကြည့်ရတာတလားချဲထိုးတဲ့ရည်ရွယ်ချက်ကြီးတော်တော်ကြီးရယ်နော်အမအမကျွန်တော်ခေါ်လဲတီးချင်တယ်ချဲလဲမပါဘူးဖြစ်နေလို့ခေါ်တီးလို့ရလားဟုတ်ပါရဲ့မောင်လေးကလည်းအလားအတီးလို့ရရလေဘောကောင်းလာပြီလားဟင် ပဆန်တောင်ပေးเสียရမလို့เนาะအလကားတယ်เนาะအလကားတယ်เนาะခေါင်းကြီးတို့ခေါ်တီးကျင်ပါတယ်ဆိုတဲ့ခေါင်းကြီးတို့မင်းတို့ကောင်းနေအလကားတယ်เนาะတက်လာရဲ့မောင်လေးကလည်းအလကားတီးလို့ရတယ်လေเนาะဒီထက်ကချိန်နေတဲ့သူတွေထဲမှာတီးကျင်နေသူရှင်လည်းချိန်မေးလာခဲ့လို့เนาะပဆန်ပေးเสียရမလို့အဝါတီးလို့ရတယ်တယောက်แท้မကောင်းเนาะတယောက်แท้နဲ့မရအောင်เนาะ၃-၄ယောက်လောက်လာခေါ်တီးလို့ရတယ်လက်လာဒီမှာ တီးချင်တယ်ဆိုလိုက်တယ်သဘောကောင်းချက်ကွာအဝါတီးဟုတ်တက်ကူရှိတမီသားစုလုံးခေါ်လာခဲ့အဝါတီးလို့ရတယ်ပတ်သက်မလို့ပတ်သက်ပေးကြမလို့ချဲပုတ်ဆရာလည်းမလို့ထီပုတ်ဆရာလည်းမလို့တီးချင်တယ်ဆိုရင်ယူလိုက်ရတော့အဝါတီးကြလုံးဝတီးကျင်စရာကြီးเนาะဆောင်းဆောင်းယူပြောတာပါကြံတာမတွေးနဲ့เนาะကျွန်တော်ရိုးရိုးတတ်တတ်ဆောင်းဟုပြောတာเนาะကာကြီးနဲ့စားတယ်မြို့ကာကြီးနဲ့စားတယ်မြို့

တမျိုးတမျိုးတမျိုးကမြန်မာနိုင်ငံဘယ်နားမှာရှိတာလဲမြန်မာနိုင်ငံရဲ့ဘယ်အပိုင်းဘယ်ဒေသဘယ်ပြည်နယ်ဘယ်တိုင်းမှာရှိတာလဲတမျိုးတမျိုးတော့ကျွန်တော်မကြားဘူးတမူးမျိုးတော့ဘာလို့တော့ကြားဘူးတယ်ဗျာတမျိုးသူလည်းပါဇက်သေးရှိတာပြောလိုက်တာနဲ့တူပါတယ်မှန်တော့လေအမျက်ပေါ်မှားတော့လေအရိုက်ခံပေါ့တာဝန်မှုနဲ့စားတဲ့မြို့ တမျိုးတမျိုးတမျိုးမရှိဘူးဗာတမျိုးလေတောင်ဘူးနဲ့စားတဲ့မျိုးတောင်ကြီးမျိုးဟမ်โอเคလို့ရှိရင်စလုံးနဲ့စားတဲ့မျိုးဟမ်စာလုံးနဲ့စာလုံးနဲ့ဟိုပါကြီးတော့စာလုံးနဲ့စာလုံးေးဘယ်မျိုးလဲမအားကြီးချာနော်အခုဗီဒီယိုကြည့်နေတဲ့သူတွေရောသိလား စာလုံးနဲ့စတဲ့မျိုးလေသိရင်တစ်ချက်လောက်ဖြေခဲ့ပေးပါအောင်ဟုတ်ကဲ့စာလုံးနဲ့စတဲ့မျိုးစာလုံးနဲ့စတဲ့မျိုးချားခဲ့ရတော့ဟဲ့တော့ဘာဘာစာလုံးနဲ့စတဲ့မျိုးစီနေတော့နေငါစာလုံးနဲ့စတဲ့မျိုးလောလောလေးလေစကိုင်းမျိုးလေအေးလေမေးမယ်နော်မားနေစားတဲ့မျိုး မေမြုပ်အင်းပြီးရင်ခခွေနဲ့စားရမြုပ်တီကလေးမြုပ်ကလေးမြုပ်ဟဲ့ကလေးမြုပ်လေကကြီးလေအော်ကကြီးနဲ့ဟုတ်သားပဲကလေးမြုပ်ကကြီးနဲ့စားနော်ခခွေမဟုတ်ဘူးဖေးကကြီးခခွေနဲ့စားရမြုပ်တီ နေတော့ဒေးမရဘူးကဲခါခွေနဲ့စားရမျိုးခါခွေနဲ့စားရမျိုးဒီကောနေနဲ့ခတ်တယ်ဒေးနေခါခွေနဲ့စားရမျိုးတော့လေငါကလေးမရဒီမျိုးကတော့တော်တိုင်ခါခွေနဲ့စားရမျိုးဒေးမတိမတိလေးငါရွှေလောင်းမြို့ ကြည့်နော်သူကမသိရင်လုံးဝ confidence level ဆိုးဟိုက်နော်ရေလောင်းမျိုးတွေခက်တီတီနဲ့ဖြေချပြီးတော့အရိုက်မခံရတော့ဆိုနောက်သွားတန်းတာနော်အကွက်တွေအကွက်တွေ သူ့ကခံမငင်းဘူးဆိုတာချော်လဲရောထိုင်နေပါသွားတော့မှာနော်သူရိုက်ခံရမှာမဟုတ်တော့ဘူးရွှေလောင်းမြို့တက်တည်ဒီရယ်နော်ရွှေလောင်းမြို့အဲအမတကွာအမတကွာအဲဘာလဲဘာဝေဘာဝေဘာဝေမဟုတ်အဲ့ဒါရောက်ကောင်းရောက်ကောင်းရောငါလည်းဟုတ်တယ်လေဟုတ်လားအိုင်းလည်းဟုတ်တယ် ရကောင်နဲ့စားတဲ့မြို့ရကောင်နဲ့စားတဲ့မြို့လေလွယ်လေးနော်ရွှေလောင်းမြို့အင်းကိုနေမြို့မှာမသိနဲ့ဟာကောင်ဝင်းနဲ့တမလို့နဲ့မောင်းသွားတယ်ကကြီးနဲ့စားတဲ့မြို့ကကြီးနဲ့စားတယ်မြို့ရေးလေးရေးလေးအေးနေတော့ကလောမြို့ကလောဘိုင်းမဟုတ်လားနေလိုက်ပြေးတိုင်းကကြင်းနဲ့စားတယ်ကလေးမျိုးအေးခုနကမှပြေသွားတယ်အောင်မသိဘူးလိုက်ဒီဘက်ကအားလိုက်ရတယ်

ိုက်တယ်နော်ပျော်ဖို့တော့ကောင်းတယ်မစိုးရီရတယ်သူများအိမ်ကအမေတဲ့ကဲမားရေအတမိအတဘောပဲအားလုံးကဟုတ်ကဲ့တမိကဒီလိုသွားမလို့သွားမယ်တမိကြိုက်ရလို့ဆိုဒီနေ့ရှမ်းကောက်ဆိုတော့အားလုံးရှမ်းကောက်ပဲဟုတ်မိမိအမေကကထင်ရလောင်းနေဆိုရင်မေရှင်နေဟောပေါ်စားမယ်တမင်ဟောပေါ်ဝယ်လာလေမေရှင်ဟောပေါ်စားမယ်အေးခဏနေရောကိုကိုဖုန်းစားပြီးမေးကြည့်အောင် ကိုကိုစားဘယ်သူလဲကိုကိုစားဘယ်သူလဲနေဖေပေါ့ဟာနေဖေ Hello ကိုကိုလား Hello ကိုကိုလားအင်းဒီမှာကိုကိုတမီးရလေဟောပေါစားကျင်လာတယ်ဟောပေါအဝယ်လာတယ်တဲဖက်လို့လုံးလိုက်ရမလဲအေးတမီးဟောပေါစားကျင်လာဟောပေါမစားရလဲကြာရပါလားကိုကိုမာပြီးယူသားခြင်းလားဟုတ်အဲ့တော့လို့ရှင်တဲလုံးလေးဈေးသွားပြီးတော့အပြင်လေးလောက်သွားလိုက်မယ်နော်အကိုကိုဆောင်းပါဘာဖြစ်တယ်ခါ ကိုစောစောမြန်ခဲ့နော်ပြီးရောပြီးရောအာသူတဲတော့နဲ့ပြင်လာလိုက်မယ်ဒါပဲအမေဘာမှလည်းမသိဘူးသိတာဘာလဲအငယ်ဆုံးလေမေတမီးမေမေဖြစ်နေတဲ့အတိုင်းပဲလုပ်ပြပါဘောတမီးတိုင်းရလုပ်ပြပါကလေးကိုဘာမှလည်းမသိဘူးဘာကလေးလဲလို့ငါကကိုကိုရဲ့ power ကလေးလေးနင်ကစားတယ်လေဟုတ်ပါဘူးကောင်းမယ်ဘာဘီကျူစားမယ်ဘာဘီကျူစားမယ်ကကိုရဲ့ခြာရကလေးလေးနဲ့ကြာကြီးရပါတယ်အဲ့ဒီငွေရနေရတယ် မယ်တော့ခုကနေလည်းနေပါလားကနေလည်းဆိုရင်လည်းအငယ်ဆုံးမကလို့အထွေးဆုံးပဲဖြစ်နေနေနင်ကဒုတိယဒုတိယပဲငါကပထမကိုကိုရဲ့ကလေးဆိုတာမျိုးเนาะမမေတဲတော်မှာဖဖနဲ့ရောက်ရှိတယ်ဖဖဘက်ကဖဖရဲ့မမေဘက်ကဖဖရဲ့ဟုတ်တယ်လေဖဖဘက်ကဖဖကြမင်းမင်းကိုပန်းကြမ်းလေးစမယ်ဆိုအေးမင်းလေးမင်းလေးစား ောက်တစ်ခုကျတော့ချွေလေးတောက်မယ်ဆိုအေးမြူးလေးဆဆဆဖဖအတင်းတုပ်ပြီမမေဘကဖဖကျတော့အင်းဟိုမမေဘကဖဖကျတော့လေတိလာညင်းလို့ပဲဘယ်လိုညင်းလဲခဏကလေးတလုံးကျွေးမယ်ဟာလေမမေရဲ့တော်လေးပဲကျွေးတယ်နောက်တော့လည်းညင်းလို့ပဲဒီလိုမျိုးဟာတဲမွန်ချွေလေးတော့ရှင်ဟာနေ့ကကျတော့ညာတော့မကျွေးဘူးအင်း ညာဟာကြာနေရတော့တယ်အဲ့လိုညို့လို့သူတေချာကိုမှတ်ထတာနော်တေချာကိုမှတ်ထတာအသေးသေးကစပြီးတော့ဒီဘာဒီဘာကဘောဘာကြာနီးလဲနီးဘူးအေးလေးတော့ချင်းနေဆိုအေးနီးလေးတော့တော့တော့အဲ့မဲ့လို့တယ်မမေဘက်ကဘောဘာကြာတော့သမီးကိုချစ်လို့စတာလေအမလေးချစ်လို့စတယ်နဲ့မျက်နှာလေးချင်းရောက်နေမျက်နှာနဲ့မတူစတယ်မျက်နှာနဲ့လည်းမတူအတူပြောနေမျက်နှာနဲ့သူကမမေရေအာသမီးတို့ကလည်းအဲ့လိုမျိုးစကားတတ်တော့ဘောဘာအသေးလေးရှားပြီးတော့အာစတာ စိတ်ထရတကယ်မပါဘူးဟုတ်ပါပြီမမေရဲ့တန်းတော့ကတော့ဖဖစိတ်မတူပါဘူးပြပြတာပါမမေမျက်ကဖဖညူတယ်လို့ပြပြကပါဖဖကညူညူတော့ပြပြတာပါမမေရဲ့တည်စီခြင်းတတ်တတ်ပါတော်တော်စကားပြောတတ်တယ်เนาะချစ်စရာလေးပြောနေတဲ့ပုံလေးอ่ะကဲဒီဗီဒီယိုလေးကတော့ကျွန်တော်တို့မြန်မာစာမှာဗျာ၎င်းဆိုတဲ့စာလေးပေါ့เนาะ ဘယ်ကနေဘလို့ဆင်းသက်လာတယ်ဘလို့ဖြစ်ပေါ်လာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ရှင်းပြထားတာလေးကိုကဲကျွန်တော်တို့ဘဟုသုတအနေနဲ့အတူတူလိုက်ကြည့်အောင်ဗျဒီမေးခွန်းလေးမိတယ်လို့ကျမကကြည့်စုတင်နေပေါ့နော်။ဘာလို့ဆိုတော့ကျမကိုရိုင်းပြန်ပြီးတော့လေ့လာခွင့်ရလို့ပါ။အဲ့တော့၎င်းလေးဘယ်လိုစပြီးရောဖြစ်လာလဲဆိုတာကိုကျမကပြောပြပါမယ်။အဲဆိုဘယ်ကနေစပြီးရောလေ့လာရမလဲဆိုရင်ပကံခက်ကနေပြီးတော့တဲ့ပြောတယ်ပေါ့နော်။အဲဆိုပကံခက်ပါဝါစာနှလုံးပေါက်ဒီမပေါ်သေးဘူးပေါ့နော်။ဒါဆိုသူတို့က၎င်းကိုဘယ်လိုရေးလဲဆိုရင် ly cáo tham ô hầu ý yeah. လဲကောင်လို့ရေးကြတယ်ပေါ့နော်ဒါပေမဲ့သူတို့ကဖတ်တဲ့အခါမှာဆိုလို့ရှိရင်တော့ဘယ်လိုဖတ်လဲဆိုရင်ဘယ်လိုဖတ်လဲဆိုရင်လေးကိုလေးလို့ဖတ်တယ်ကောင်ကိုကောင်လို့ဖတ်တယ်ပေါ့နော်လဲကိုလည်းလဲလို့ဖတ်တယ်ကောင်ကိုလည်းကောင်လို့ဖတ်တယ်ပေါ့နော်အဲဆိုသူကဝတ်ဆံပြောက်လေးတွေထည့်ပြီးတော့ဖတ်လိုက်တာပဲနော်အဲကောင်ကကြောက်စာရေးကြတယ်ပေါ့နော်ကြောက်စာရေးရဲ့အခါမှာနေရာအလုံးလောက်တွေမရှိရင်အခက်အခဲတွေရှိတယ်ပြန်ဖြစ်လို့ရလဲအဆင်မပြေဘူးပေါ့နော်အဲ့တော့ကျတော့သူတို့ကစကလုံးလေးတွေကိုချုပ်ပြီးတော့ရေးတယ်ပေါ့နော် ဲ့လိုချုပ်နေအခါမှာသူတို့ကလေးဆိုတဲ့နေရာလေးမှာကိန်းခနန်းလေးလေးကို အစာရေးလိုက်တယ်ပြီးကြလို့ရှင်ကောင်းဆိုတဲ့နေရာမှာကြတော့သူကငါးတက်ဝဆာနှလုံးပေါက်လေးကိုပဲယူပြီးတော့ရေးလိုက်တာပေါ့နော်အဲ့ဒီကနေစားပြီးတော့၎င်းဆိုတဲ့စာလုံးလေးကပေါ်လာခြင်းဖြစ်ပါတယ်ကျေးဇူးပါအခုလိုတေချာလေးရှင်းပြပေးပြီးတော့မျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်ဘုသူတရရစီတယ်ဗျာဒီဟာနဲ့ပတ်သက်ပြီးတော့ အခုလိုမျိုးဖြစ်ပေါ်လာပုံဘလို့ဖြစ်လာတဲ့ဆိုတာနဲ့ပတ်သက်ပြီးတော့တကယ်အခုဗီဒီယိုမကြည့်ခင်တော့ဆိုလို့ရှင်ကျွန်တော် လုံးဝမသိခဲ့ပါဘူး၎င်းဆိုတာ၎င်းပဲသိခဲ့တာဘယ်ကနေဘလို့ဆင်းသက်လာတယ်ဘလို့ကြောင့်ဆင်းသက်လာတယ်ဆိုတာတကယ်ကိုမသိခဲ့ပါဘူးအော်ဒါနဲ့လေဒီဗီဒီယိုထဲမှာပါတဲ့လူတွေကိုကျွန်တော်ဗလိန်းနာမျိုးအားနေချက်ကိုပုတ်ခတ်တာမျိုးစော်ကားတာမျိုးလုံးဝမဟုတ်ပါဘူးပျော်စေခြင်းုံတက်တက်ရည်ရအနေနဲ့ reaction လောက်တာပဲဖြစ်ပါတယ်အခြားရည်ရချက်မရှိပါဘူး နောက်ပြီးဗီဒီယိုပိုင်းရှင်တွေအားလုံးကိုလည်းဒီနေရာနေ credit ပေးပါတယ်ဒီနေရာနေခွင့်တောင်းပါတယ်ကဲဒီနေ့တော့ဒီလောက်ပါပဲဗျာအဆုံးထိလိုက်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့မှရည်တရာဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ပါမယ်